အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်အပြင်ဒါ Serie A La Liga Bundesliga ပွဲစဉ်တွေအများကြီးရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းဒီဗီဒီယိုလေးမှာကျွန်တော် free ပွဲစဉ်2ပွဲအကောင်းဆုံးရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်နှစ်ပွဲကိုကျွန်တော်အကောင်းဆုံးအသုံးသက်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ကြန့်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ member group မှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဟိုဆိုတော့တလားစွာ join ရတဲ့ညီကိုတွေလည်း join လို့ရပါတယ်။ပြီးတော့စနေတနင်္ဂနွေနှစ်ရက်သေးပဲ member ပွဲစဉ်တွေကို အာလိုချင်တဲ့ညီကိုတွေပေါ့နော်ရာယူချင်တဲ့ညီကိုတွေအနေနဲ့ကလည်းဒါနှစ်ရက်စာပေါ့နော်စနေတနင်္ဂနွေနှစ်ရက်စာကိုမှဒါတပေါင်းချက်ထင်းနဲ့မမပွဲစဉ်တွေကိုအာရာယူနိုင်ပါတယ်ကျွန်တော် Viber number လေးချပေးထားတာမျိုးရှိပါတယ်အကောင်းဆုံးလဲကျွန်တော်စူးစမ်းပေးသွားပါမယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်ပထမအဆုံးရွေးချယ်ထားတဲ့ပွဲစဉ်ကတော့စနေနေ့ည9:00နာရီခွဲမှာရှင်ပြိုင်ကစားမယ်ဘုံမောက်တင်းနဲ့ချက်စီတင်းရဲ့ပွဲစဉ်ကိုပထမအဆုံးအနေနဲ့တုံးသက်တင်ဆက်ပေးကြပါတယ်ဆိုတော့နှစ်သင်းစလုံးကတော့ရမတ်ဆုံးရှုံးထားတာဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်ကတော့ရမတ်လိုအပ်ချက်ပြင်းထန်နေတဲ့ပွဲစဉ် ပြိုင်ဆိုင်မှုပြင်းထန်ပြီးကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်ဆိုတော့ဘုံမောက်အတင်းဘုံမောက်အတင်းကတော့ရာသီစားရလက်ပိုင်းနေကောင်းခဲ့ပေမဲ့ဒါနောက်ပိုင်းကစားခဲ့တဲ့၅ပွဲမှာတော့ဒါ9ပွဲပြောက်ဆုံးပြီးတော့၄ပွဲအထိရှုံးထားတယ်ခန်းစစ်ပိုင်းကဂိုးတွေတောက်လျှောက်ပေးနေရတယ်နောက်ဆုံးကစားခဲ့တဲ့2ပွဲမှာဆိုလို့ရှိရင်လဲဆန်ဒါလန်ကို3-2နဲ့ရှုံးခဲ့တယ် Everton အင်းကို1-0နဲ့ရှုံးခဲ့တာမျိုးရှိတယ်ဆိုတော့ရမှတ်လို့အချက်ရှိနေတယ်ဘုံမောက်အတင်းကတစ်ဖက်မှာ Chelsea အင်း Chelsea အင်းကလည်းရလက်ပိုင်းလေးတွေက မတည်ငြိမ်ဘူးတသက်မထဲသွားပြီးတော့ကျွန်တော်ချက်စီးသင်းကိုတုံးသက်လို့တော့မရဘူးချန်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်လည်းအရန်ကောင်းခဲ့တယ်ဘာစီလိုနာကိုဂိုးပြတ်အနိုင်ရရှိခဲ့တယ်3-0နဲ့ဆိုတော့နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပရီးမီယာလိပွဲစဉ်မှာကြပြန်တော့လေဒါလီယူနိုက်တက်ရဲ့ကွင်းမှာ3-1ဆိုတဲ့ရလတ်နဲ့ဒါဂိုးပြတ်ရှုံးခဲ့တာမျိုးရှိတယ်ဆိုတော့ချက်စီးလည်းနောက်ဆုံးပွဲစဉ်ကလိကိုရှုံးတာဖြစ်တဲ့အတွက်ရမှတ်လို့အချက်ရှိနေတယ်โอเคဆိုတော့ကျွန်တော် head to head ကြည့်အောင် ဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကဘုံမောက်တင်းရဲ့အိမ်ခွင်မှာချက်စီးတင်းရဲ့1စီးနဲ့နိုင်ထားတဲ့0-1ပေါ့နော်အဝေးခွင်ကနေပြီးတော့ရှစ်တရာသီကတော့ဇီးစီးဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တယ်။အဘုံမောက်တင်းရဲ့အိမ်ခွင်မှာနောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်မှာတော့ဂိုးအောက်ခဲ့တာမျိုးလေးကိုတော့ကျွန်တော်တို့ဒါတွေ့ရပါတယ်။အစတန်ဖို့ဘရစ်မှာပြီးခဲ့တဲ့ရာသီကအနီးကဆုံးတွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့2-2ဆိုတဲ့တင်းရဲ့ရလက်မျိုးထွက်ပေါ်ခဲ့ပါတယ်။ဆိုတော့နှစ်တင်းရဲ့ကြားထဲမှာလူစင်းကတော့ ဒါချက်စီးတင်ကတော့တာတာပေါ့လေအတင်းကြီးဖြစ်တဲ့အတွက်တိုးတော်လဲပုံမောက်တင်မှာလဲဒါဂိုးရယူနိုင်စွမ်းရှိတဲ့ကစားသမားတွေရှိနေတယ်ဒါဆမ်မီညိုလိုကစားသမားမျိုးကလိုက်ဗတ်လိုကစားသမားမျိုးတိုက်စစ်ပိုင်းမှာအယ်လ်ဗီဆင်လိုကစားသမားမျိုးရှိနေတယ်ဒါဘရစ်လိုရှိနေတာဖြစ်တဲ့အတွက်ကိုပုံမောက်အတင်ကလဲအာဒီပွဲစဉ်မှာပေါ့နော်ရှေ့၅ပွဲမှာရမှတ်ဆုံးရှုံးထားတဲ့အနေအထားမှာသူ့အနေနဲ့အင်္ဂွင်းပြည်သက်တွေရှိမှာချက်စီအတင်းစီကအတင်းကြီးဖြစ်တဲ့ချက်စီအတင်းစီကဒါရမှတ်ခွဲယူနိုင်အောင်ဒါကျင်းတွေပေါ့ကြိုးစားလာမယ်ပွဲစဉ်ဆိုတော့ဖုံးမောက်အတင်းရဲ့ယုံအားကိုလည်းတစ်ချက်ကြည့်ရမယ်တစ်ဖက်ချက်စီကလည်း ကျွန်တော်ရှေ့ကပြောသလိုလီယူနိုက်တက်နဲ့ပွဲစဉ်မှာရမှတ်ရော့ထားတာဖြစ်တဲ့အတွက်ကိုချက်စီးတင်းနေတဲ့ဒီပွဲစဉ်မှာလည်းဒါလုံးဝကျင်းသိပေါ့အနိုင်ရရှိအောင်ကြိုးစားလာမယ်ပွဲစဉ်ဆိုတော့လက်ရှိအာရှစီးပွဲရဲ့ဖွင့်လှစ်မှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ချက်စီးတင်းရအဝေးကွင်းကနေပြီးတော့ဒါအတင်းကြီး PP level 50ဆိုတဲ့အကျော်ပေးမှု level 55ပတ်ချလဲအကျော်ပေးထားတာမျိုးရှိတယ်အဲဂိုးပေါင်းကြီးကတော့သုံးလုံးတည်လက်ရှိမှာအကျော်ပေးရတာမျိုးရှိပါတယ်ဆိုတော့ body ကြီးကတော့ level 50ဆိုတာကတော့မတင်မကျဆိုတာဖြစ်တဲ့အတွက်ကျွန်တော်အရင်ကြီးတော့ အမကြိုက်ဘူးပေါ့နော်အဓိကတုံးသက်ပေးခြင်းကရွေးချယ်ပေးခြင်းကတော့ဂိုးပေါင်းကြီးပေါ့နော်ဂိုးပေါင်းကြီးကတော့မနက်ခင်းမှာဒါ3လုံး50 3လုံး50ကနေပြီးတော့ဒါနေ့လယ်ခင်းမှာ3လုံး +25 လက်ရှိမှာတော့3လုံးတည်ဆိုတဲ့အထိပေါ့နော်ဂိုးပေါင်းကြီးကမာကျော်ပြီးတော့ပြင်းရှလာတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဥရောပဝင်ယူအရာကြည့်မယ်ဆိုလို့ရှိရင်လေ boarding to school yes နှစ်သင်းလုံးကိုသွေးနိုင်ခြေရှိတဲ့အနေထားကို1.5လောက်တာပေးထားတာဖြစ်တဲ့အတွက်ကိုဒါ ancient ဖုံးမောက်လဲ900နိုင်ပွဲရှိသလိုအတင်းကြီးဖြစ်တဲ့ချက်စီးသင်းရလေဒါနိုင်ပွဲလိုအပ်ချက်ကြောင့်ဒါ900နိုင်ပွဲ ရှိနေပါတယ်ဆိုတော့ရမလိုအပ်ချက်ရှိနေတဲ့နှစ်သင်းရဲ့ပွဲစဉ်ဆိုတော့အပြန်အလှန်တွင်းကူးလေးတွေကိုဒါမြင်တွေ့ရနိုင်ပွဲရှိတယ်ဥရောပဝင်ရိုးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်လည်း fair ဖြစ်ပြီးတော့ဒါကိုပေါင်းကြီးသုံးလုံးတည်ရဆိုတာကလည်းဒါပြင်းရှားတယ်လို့ကျွန်တော်တို့ဒါသုံးသက်လို့ရမှာလည်းဖြစ်ပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့ဒါကိုပေါင်းအပေါ်လေးကိုရွေးချယ်ပေးနေတာမျိုးရှိပါတယ်ကိုပေါင်းပေါ်နဲ့ဒါရင်ခုန်ကျင်းပါတယ် နောက်ထပ်ပွဲစဉ်ကတော့ Serie A အစောပိုင်းပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးကြပါတယ်။ Sassuolo နဲ့ Fiorentina အသင်းရဲ့ပွဲစဉ် Sassuolo အသင်းရဲ့အိမ်ခွေမှာည8:00နာရီခွဲမှာအရှင်မြန်ကစားသွားမယ့်ပွဲစဉ်။ဆိုတော့ဒီရသီမှာ Sassuolo ကတော့ရလပိုင်းလေးတွေကကောင်းထားတယ်လို့ပြောရမှာဖြစ်တယ်။တိုးတော့ခြေစွမ်းပိုင်းကတော့မတည်ငြိမ်ဘူး။တပွဲနိုင်လိုက်၊တပွဲတည်ကြလိုက်၊တပွဲရှုံလိုက်နေတော့အဲတွားနေတာမျိုးလို့တွားတွား ဆဆူအိုလိုကတော့ဒီယန်ဒီမာတာရလက်ပိုင်းကောင်းထားတယ်လို့ပြောရမှာလည်းဖြစ်တယ်။သို့တော်လည်းဆဆူအိုလိုရဲ့ရလက်ကတော့ဒါတည်ငြိမ်ခြင်းတော့မရှိဘူး။တပွဲနိုင်လိုက်တပွဲတည်ယူကြလိုက်တပွဲရှုံးလိုက်နေအဲ့လိုမျိုးတန်တရာလဲနေရပါတော့။နောက်ဆုံး၃ပွဲကိုပဲကြည့်မယ်ဆိုရင်တော့ဒါအတ္တလန်တာကိုတော့မှအဝေးဝင်းကနေ Z3 နဲ့နိုင်ထားတယ်။တခါတန်တက်ပီဇာကိုအာတူတူတည်ယူကြထားတယ်။ကိုမူကြတော့2-0နဲ့ရှုံးနာပြန်တယ်နောက်ဆုံးပွဲစဉ်မှာ။ဒါကြောင့်လည်းဆဆူအိုလိုရဲ့ရလက်ပိုင်းလေးရတော့တိတ်မတည်ငြိမ်ဘူး။ တစ်ဖက်ကပိုဆိုးတာကတော့ဒါဖီယိုရင်တီးနာပေါ့နော်ဖီယိုရင်တီးနာကတော့ series မှာအစင်လာကြီးရဲ့အတင်တင်ဒါပေမဲ့ဒီယာဒီမှာဆိုလို့ရှိရင်တော့အင်ဂွင်းအဝေးကွင်းမယွေရှုံးနေတဲ့အတင်လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းဖီယိုရင်တီးနာဒါရမှတ်6မှတ်အဆင့်19 series နိုင်ပွဲမရရှိသေးဘူးဆိုတော့ series မှာလည်းအတင်20ရှိတဲ့နေရာမှာရှုံးပွဲအများဆုံး9ပွဲနဲ့သူ့အောက်မှာဗီရိုနာပဲရှိတော့တယ်ပေါ့နော်အာရှုံးပွဲ9ပွဲနဲ့ဆိုတော့ဒီလောက်ထိရလက်စိုးနေတယ်ဆိုတော့ဒီနေ့ထားမှာဖီယိုရင်တီးနာအနေနဲ့လည်း ဒါ series မှာအစင်လာရှိတဲ့အတင်းတင်းအနေနဲ့ဒီအသီးမှာဒါတမ်းမစင်းလောက်ဘူးလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့လက်ချံပွဲစဉ်တွေကိုတော့ရမှမဆုံးရှုံးအောင်ကစားဖို့တော့လိုတယ်လက်ရှိမှာတော့အင်ဂွေရောအဝေးကွင်းရောရလပိုင်းတော်လေးဆိုးဝါးနေတယ်ပြိုင်ပွဲအရရနောက်ဆုံး၈ပွဲစမှာ current form တွေအရာတပွဲမှမနိုင်ထားဘဲနဲ့ဒါရှုံးပွဲတွေဆက်နေတာမျိုးနဲ့ဒါတည်ပွဲစဉ်တွေနဲ့ဒါရုန်းကန်နေရတာမျိုးရှိပါတယ် okay ဆိုတော့ကျွန်တော်လက်ရှိအကျော်ပေးမှုကိုကြည့်အောင်ဆိုတော့ Fiorentina ကတော့ဒါအဝေးကွင်းကနေပြီးတော့ဆက်စုအိုလိုကို level 20နဲ့30ပတ်ချလဲအကျော်ပေးလာတယ် ိုးပေါင်းကြီးကတော့2-60ဆိုတာမျိုးလေးဖွင့်လှစ်ပေးတာတယ်ဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ဖီရိုတီနာထက်ဒီယာဒီမှာရလပိုင်းကောင်းထားတဲ့ဥဒီနီကိုဆက်စုအလိုအနေနဲ့အိမ်ကွင်းကနေပြီးတော့ဒါ level 20နဲ့30ပတ်ချလဲအကျော်ပေးခဲ့တာမျိုးရှိတယ်ဆိုတော့ဂျီနိုအာနဲ့ဖီရင်တီနာရဲ့တွဲဆုံမှုကျွန်တော်တို့ဒါခြေတန်းရနှိုင်းရှင်မယ်ဆိုလို့ရှိရင်လေဂျီနိုအာအိမ်ဝင်းမှာဖီရင်တီနာကိုဒါ level 30ဝန်းကျင်လောက်ဂျီနိုအာကပေးတယ်တိုးတော်လည်းတချို့သောအကျော်ပေးမှုတွေမှာဒါဒဲဂျီဆိုတာမျိုးလေးအကျော်ပေးခဲ့တယ် ဆိုတော့ဒီနေထောင်းနိုင်ရှင်ရင်အဖြစ်ဆက်စုအိုလိုဒီဂျီနိုအာထက်လည်းရလက်ကောင်းတယ်ပြီးရင်ဥရီနီထက်ရလက်ဆိုးနေတဲ့ဖီရင်တီနာကိုအိမ်ဝင်းကနေအကျော်မပေးဘူးဆိုလို့ရှိရင်တော့မှဒါဂျီနိုအာပွဲစဉ်ကားလိုမျိုးပေါ့နော်ဒဲဂျေးလေးတော့ဖွင့်ပေးတင်တယ်လို့တော့ထင်တယ်ဒါပေမဲ့လက်ရှိမှာတော့ဖီရင်တီနာကဝေးကွင်းကနေပြီးတော့တပွဲမှအနိုင်မရရှိသေးတဲ့အတင်းကဒါ level 20နဲ့30ပတ်ချလေအကျော်ပေးထားတဲ့အနေထားကိုကြီးချင်းအဖြစ်ဘူဂီရီအနေနဲ့ဒီတပွဲတော့ဖီရင်တီနာရုံးကန်လာမယ်လို့ယုံကြည်နေပုံတော့ရပါတယ် အဲကျွန်တော်လည်းအဲ့လိုမျိုးထင်ပါတယ်ဆိုတော့ဒီလိုပွဲစဉ်ဒီမှာမှဖီရင်တီနာအနေနဲ့အနိုင်မရရှိဘူးဆိုလို့ရှိရင်တော့တန်ဆင်းမှုရာခိုင်နှုန်းများသွားပြီလို့ပြောရမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အသင်းကြီးတွေနဲ့လည်းဒါတောက်လျှောက်ကစားမယ့်အနေထားမှာဒါဆက်စုအိုလိုတို့တန်တက်အသင်းတွေနဲ့ပွဲစဉ်ဒီမှာတော့ဒါရမှတ်သုံးမှတ်ကိုဒါရရှိမှသာဒါလက်ချံရသည်မှာပေါ့နော်ဒါတန်မစင်းရဖို့အတွက်စူးစမ်းရမယ့်အနေထားမျိုးဒါကြောင့်ဒီပွဲစဉ်မှာတော့အဝေးဝင်းကအနေနဲ့အဲကြေးပြန်ပြီးတော့ ပေးလာတယ်ပေါ့နော် FIO ကိုယုံကြည်ချင်တာမျိုးတော့ရှိတယ်ဆိုတော့ပထမဦးဆုံးစီးရီးနိုင်ပွဲကို Fiorentina အနေနဲ့ရရှိသွားမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ် risk များတဲ့ပွဲစဉ်တစ်ပွဲပါဆိုတော့ဥရောပရဲ့ဝင်ရိုးရကြည့်မယ်ဆိုလို့ရှိရင်လည်းဆက်စုဦးလိုက3.2အထက်လောက်ဖြစ်နေတာ ဖြစ်တဲ့အတွက်၃ဆလောက်ဖြစ်နေတာဖြစ်တဲ့အတွက်အနိုင်ရရှိဖို့တော့ရာခိုင်နှုန်းနည်းတယ်ပေါ့နော် FIO ပဲကျွန်တော်ဒါ risk ယူပြီးတော့ပြား20နဲ့30ပတ်ချလဲ risk ယူပြီးတော့ဒါရွေးချယ်တင်တယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဖီယိုဘော်ရီကိုကျွန်တော်အဲကြိုက်ပါတယ်ရွေးချယ်ပေးကြပါတယ် အဲဒါကတော့စနေနေ့မှာရှင်မြန်ကစားမဲ့ပွဲစဉ်လေးတွေက free ပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။စနေနေ့တနင်္ဂနွေနှစ်ရက်စာအတွက်မမရယူခြင်းနဲ့ညီကူတွေလည်း Viber ကို high လို့ရပါတယ်ခင်ဗျာ။တလားစာ member group ကို join ခြင်းနဲ့ညီကူတွေလည်း high လို့ရပါတယ်။ဆိုတော့အမြင်လေးကို comment box မှာဝင်မျှပေးသွားခဲ့ကြပါအောင်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။